ဲ့မင်္ဂလာပါဗီလန်နာ1တို့ကနေကြိုဆိုပါရစေကျွန်တော်တို့အာကာပါဒီတစ်ခါကျွန်တော်တို့ showroom မှာအမေးများတဲ့ brand new 0 kilo ကတက်ကြီးနှစီပြန်လဲရောက်ရှိနေပြီပဲပြောပါရယ်ဒါကတော့အခုကျွန်တော်နောက်မှာရှိနေတဲ့ဒီ Soy SO9 model နဲ့ DFFK Fagon ဆင်းရတော့ပဲဖြစ်ပါရယ်ဒီကောင်လေးကနှစ်စီးလုံးကတော့ခုံသုံးတန်းပဲထူခြားချက်အနေနဲ့ကတော့ Fagon ဆင်းရတော့မှာဆိုလို့ရှိရင်အလဲလျှောက်လန်းလေးပါသွားမယ်အတွင်းကန်းအနေနဲ့အနီရောင်လေးဖြစ်သွားမယ်ဗျဒီ SO9 မှာဆိုလို့ရှိရင်တော့ဒီကောင်ကလည်းခုံသုံးတန်းပဲအလဲလျှောက်လန်းတော့မပါတော့ဘူးအာဒါပေမဲ့သူက comfort ဖြစ်တဲ့ကြည်ကြဲဝန်းဝန်းရှိတယ်ဆိုတော့ဒီကားလေးက Soy SO9 မှာဆိုလို့ရှိရင်တော့1.6 turbo ကိုမှ cherry engine င်အသုံးပြုပေးထားတယ်။ uh 7SP dual clutch transmission ဖြစ်တယ်ဗျ။ DFFK 600 Falcon 600ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်က engine power အနေနဲ့ကတော့1.5 turbo ကိုမှ GT line technology အသုံးပြုပေးထားတယ်။ transmission အနေနဲ့ကတော့ 6SP auto transmission ဖြစ်ပါတယ်။ဒီ Soyi SO9 နဲ့ Falcon 600ကိုလည်းကျွန်တော် review ပြလုပ်ပေးထားတာမျိုးရှိပါတယ်။ဆိုတော့ဒီကြီးမင်းတို့အနေနဲ့ဒီကားလေးက function တွေပါတယ်ပါလဲဘယ်လိုမျိုးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့ Billionaire 1 page မှာဝင်ကြည့်လို့ရပါတယ်။ကျွန်တော် review ပြလုပ်ပေးထားပါတယ်။ဒီကားလေးနဲ့ ီကိုလူချင်းမင်းတို့ကလာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှိုးရုံကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ရှိုးရုံလေးစားလေးကတော့အမှတ်6 16ရက်ကွက်အမိုးကောင်းလန်ရန်ကင်းမြို့နယ်မှာတည်ရှိပါတယ်။အနည်းဆုံးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီရွှေကောင်းဟော့ပေါ့ဘေးမှတ်တမ်းရောမှတ်တမ်းရှိမှာတည်ရှိပါတယ်။ဖုန်းနံပါတ်အနေနဲ့ကတော့39 43 33ကိုဆက်သွယ်လို့ရပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့အာကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပါ။